ခမရောမြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုဂျိုစီဘွားအတအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထက်မှာခမရမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီနေ့အတွက်ပထမဆုံးပြောရမယ့်အကြောင်းအရာကအာတောင်ကြီးမှာ ပီရက်ညင်ငယ်3ရောက်30ပေါ့ sorry 30မှာကူမသားကထွက်လာ30အလင်းဝင်လာတယ်သို့မဟုတ်မိသားစုနဲ့ပြန်ပေါင်ပြန်ပေါင်းထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်ဦးဖျားရေးပြောပါမယ်။ဘာလို့ဆိုတော့ဒါလေးကကျွန်တော်တို့အများအားဖြင့်ဒါဝမ်းသာစရာကောင်းတဲ့ကိစ္စပါ။ကျွန်တော်တော့အများအားဖြင့်ကျွန်တော်ပြောပါတယ်ပီရက်ညင်ငယ်တွေအလင်းဝင်လာတဲ့ကိစ္စသည်တိုက်ပြီးတော့ကောင်းတဲ့ကိစ္စသိက္ကူဝမ်းသာစရာကောင်းတဲ့ကိစ္စလို့ကျွန်တော်အများပြောပါတယ်။အခုလည်းထပ်ပြောပါတယ်ဒီတိုင်းပဲပီရက်ညင်ငယ်ညမငယ်တွေအယောက်30နော်30ရနော်ဒီကနေ့မှာတော့တောင်ကြီးမှာ ဟိုဥပဒေပေါင်းနဲ့ပြန်ပြီးတော့လက်နက်ခဲနေတဲ့ဥပဒေပေါင်းနဲ့ပြန်ဝင်တဲ့ပွဲအခမ်းအနားဒီနေ့ကျင်းပခဲ့ပါတယ်ပြောရရင်တော့တောင်ကြီးမှာလုပ်တဲ့ပွဲတကယ်လို့လဲဝမ်းသာစရာကောင်းပါတယ်အဲ့မှာပါလာတဲ့လူတွေက DPLA တို့ KNDF တို့ PNLO PNLO တို့နောက်ကရင်ပြည်သူ့လူမျိုးရေးတပ်ပေါင်းစုနဲ့ PDF ဆိုတဲ့အဖွဲ့တွေပေါ်ဝင်စုပေါင်းလူ30 30လို့သိရပါတယ်ဆိုတော့အဲ့ရောက်30ရာဒီနေ့ဟိုပြန်လင်းဝင်လာတယ်ဆိုတာကိုအလင်းဝင်လာတဲ့အတွက်ဒီတောင်ကြီးမှာအခြေစိုက်တဲ့တောင်ကြီးမှာအခြေစိုက်တဲ့ဒီတိုက်စရဏကျုပ်ပေါ့နော်တိုက်စရဏကျုပ်ကနေပြီးတော့လက်ခံပြီးတော့ တို့ကိုတို့ရဲ့မိသားစုစီပြန်လေးပြန်လေးပြီးတော့ပန်းနံပါတယ်ပြီးတော့လက်နက်ခဲနဲ့ဥပဒေတော်ပေါင်ဝဲရောက်တဲ့အတွက်တို့ကိုအဲထိုက်တဲ့နဲ့တို့ကိုပါခေါ်လဲဆိုတော့တို့ကိုစုချင်းမြင်တာလေးပေးပြီးတော့ဥပဒေပေါင်နဲ့ပြောင်းဝင်တော့ဘွယ်ကန့်လုပ်တယ်ကျူတူခဲ့တာတွေ့ရပါတယ်ဆိုတော့ပြောရရင်တော့အဲ့ဒီထက်မှာပြောင်းဝင်လာ PDF တွေ DPL အဖွဲ့ဝင်တွေမှာဆို DPL 12ဦးနော် KNDF ကအဖွဲ့ဝင်2ဦး PNL အဖွဲ့ဝင်4ဦးကရင်ကရင်နီမြို့သားလူမျိုးရေးတပ်ပေါင်းစုအဖွဲ့ဝင်2ဦး PDF အမိကအဖွဲ့ဝင်12ဦးပေါင်းစုစုပေါင်း30ဦးလို့ကိုတဲ့နော် အဲအမတိုင်းမှုဖြစ်တဲ့ဘုံချုပ်ဘုံချုပ်နိုင်ဘုံချုပ်ဘုံချုပ်နိုင်စောဦးပေါ့နော်ဘုံချုပ်နိုင်စောဦးနဲ့ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ဖြစ်တဲ့ဝန်ကြီးချုပ်ဦးအောင်တို့သူတို့ဦးဆောင်ပြီးတော့ဒါတောင်ကြီးမှာရှိတဲ့တာဝန်ခံမှာလက်ခံပြီးတော့တကယ်ကိုခန္ဓာချင်းပပြီးလက်ခံပေးခဲ့ပါတယ်မိသားစုတွေသူတို့ရဲ့မိဘတွေတက်ရောက်တယ်ဘာပဲဒါဝါသားကြီးကောင်းတယ်အဲသူတို့နေချိန်မှာပါလာတဲ့လက်နက်တွေကတော့ AK47 တို့ M20 M32 တို့အစရှိတဲ့တနက်တွေနဲ့လက်နက်ခဲရန်တွေပစ္စည်းတွေပါပါတယ်အဲ့တော့ဝင်းရုပ်နဲ့တိုင်းမှုတွေတော့လက်ခံရယူတယ်လို့သိရတယ်ပြီးတော့ဥပဒေပေါင်းနဲ့ဝင်လိုက်လူတွေကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောတယ်ပြီးတော့မိသားစုဝင်စီကိုခံဝန်ကြီးလက်မှတ်ထိုးပြီးပြတ်လွတ်ပေးတယ်ဂုဏ်ပြုဆုပေးတယ်နော်အဲ့တော့ဒါကဝါတာတဲ့ကောင်းတဲ့တည်လူရောက်30ဗျာအဲ့ဒါလူရောက်30ပြည်ရက်ပျောက်30ဒီ30ကတနက်ကပြီးလျှောက်တွေ့ရလျှောက်ပြင်နေရွှေတွေ့ရလျှောက်ပြစ်တတ်နေလူဘာပြောတာသိမယ်ဒီလူရောက်30လောက်ကသာခင်ဗျားဟိုအခုဒီဒီလိုပဲသူ့လိုမျိုးလူရောက်30ထဲမနေတော့လူတွေက နေပြီးတော့ပြစ်ခတ်တပ်ဖြတ်ခဲ့လို့အရသာပြည်သူပေါင်းလည်းများတာတည်ခဲ့ရပြီးပြီဒီကောင်တွေဒုက္ခပေးလို့တည်ခဲ့ရလည်းများတာရှိပြီအဲ့တော့ဒီဒီချင်းမှာမပြစ်ခတ်တော့ဘူးမတတ်ဖြတ်တော့ဘူးဘယ်သူမှမလုပ်တော့ဘူးဘာမှမလုပ်တော့ဘူးဆိုပြီးတော့အဲခြေမှာလည်းအရင်ကျန်းတိုင်းလှုပ်ထတာမရှိတဲ့အခါကျတော့ပြန်ဝင်လာတဲ့အခါဒီဘက်ကလည်းလက်ခံပေးတယ်သိကောင်းတဲ့ကိစ္စပါဒါကြောင့်ကျွန်တော်မြန်မာတိုင်းကလုံးဝရှိတဲ့ပြည်ရဲ့ညီငယ်ညီမငယ်တွေကိုလည်းကျွန်တော်အမြဲတမ်းဖိတ်ခေါ်ပါတယ်ဂူလည်းဖိတ်ခေါ်တယ်နောင်လည်းဖိတ်ခေါ်တယ်အဲတတိရတဲ့အခါကိုကြီးကိုတတိရတဲ့အခါ ြောပါဦးအဲ့လိုပြောရရင်เนาะသတိရတဲ့ခါကျရင်ပြောပါဝင်လာပါပြန်ပြီးတော့မိသားစုနဲ့ပြန်ပေါင်းထုတ်ပါကျွန်တော်ပြောမိသားစုနဲ့အတူတူပြန်လဲပြီးတော့အတူတူကနေထိုင်လို့ကျွန်တော်တို့အားလုံးကဟိုကောင်းတဲ့ဘဝပဲရမှာပါအဲ့တော့ PDF ညီငယ်ညီမငယ်တွေအားလုံးကိုလည်းအဲမိသားစုထံပြန်ပူးပေါင်းလာကြဖို့ပဲတိုက်တော့ပါတယ်เนาะပြီးတော့ကိုရောက်နေတဲ့အခြေအနေကိုရောက်နေတဲ့နေရာကိုရောက်နေရတဲ့ဒေသနဲ့ကိုရောက်ကိုလုံနေတဲ့အလုပ်တွေဟာမှန်သလားမှားသလားသို့မဟုတ်လူတွေကတဖြည်းဖြည်းစိတ်တော့ကရောက်လာသလားကိုကိုယ်တိုင်ရောလွတ်လပ်ပွင့်လင်းမှုလွတ်လပ်မှုကိုခံစားရသလားစသဖြင့်ကိုကိုကိုနိုင်ရှင်ပြီးတော့ လုတ်တင်နိုင်မလုတ်တင်နိုင်ပြီးရညီငယ်ညီမငယ်တွေစဉ်းစားကြဖို့တိုက်တွန်းပါတယ်အဲ့တော့ဘာဖြစ်ပြောမြန်မာတိုင်းကလုံးဝတဏ္ဍတရားမှာရှိတဲ့ပြည်ရဲ့ညီငယ်ညီမငယ်တွေအကုန်လုံးကျွန်တော်တို့ရဲ့ရွယ်လူဖြစ်မဲ့ညီကိုတွေအကုန်လုံးပါတော့ဒါတွေကလုံးဒီနေ့ဒီချိန်မှာတော့မိသားစုစီပြန်လာကြပါနိုင်ငံတော်နဲ့ပြန်လဲပူးပေါင်းပါဆိုတော့တော့ထပ်ပြီးတိုက်တွန်းပါတယ်နော်ဒါတော့ထပ်ထပ်မှန်ထပ်မှန်တိုက်တွန်းပါတယ်နော်ဒါလေးကတော့ဒီအယောက်30ဝင်လာတော့ဝန်တာတဲ့ကိစ္စပြောတာပါနောက်တစ်ခုကကျွန်တော်တို့ဒါပြီးတော့နောက်ကျွန်တော်တို့ဒီဒီလိုမျိုးဖြစ်စဉ်တွေဖြစ်တော့ရှေ့မှာဗားတွေဖြစ်ခဲ့ကြလဲဆိုအခုမဲဆောက်လို့နေရမျိုးမှာပေါ့နော်မဲဆောက်လို့ရအောင်မှာအခု ထိုင်းမြန်မာနယ်စပ်မဲဆောက်မှာတောက်လျှောက်လက်နက်တွေဖမ်းမိတာကြီးကြီးကျယ်ဖြစ်တယ်။ဟိုဒီမနေ့ကလည်းလက်နက်တွေဖမ်းဆီးရမိတဲ့ကိစ္စတွေမနေ့ကလည်းဖြစ်တယ်။ဆိုတော့ဒီလက်နက်ကင်တဲ့ပြည်တွေမှာရှိနေတဲ့ PDF ဒီတခြားလူတွေကလည်းအခုတဖြည်းဖြည်းနဲ့လက်နက်ခဲရန်ရှာပါတဲ့ပြဿနာရင်ဆိုင်နေရတယ်ဆိုတော့ခါတို့တီးပြီးသားအဲ့တော့ဘလို့ရှားပါလဲမိတော့အခုထိုင်းရအတကုံဖမ်းတယ်ကျွန်တော်တို့နိုင်ငံရဲ့လက်နက်ပေါင်ကိုဈေးကွက်ကြီးကိုထိုင်းရကင်ထားတယ်ခုဘက်ကအိန္ဒိယမှာလည်းရှိတယ်ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်တရုတ်မှာလည်းရှိတယ်တရုတ်ကတော့သူကတိုက်ရိုက်မလာဘူးဘယ်လိုသွားလဲမဲခေါင်းမြေကနေဖြတ်ပြီးတော့လာအိုးလိုဘာလို့နေဖြတ်ပြီးတော့လုပ်တာမျိုးတွေရှိတယ် တရုတ်ကပြီးတော့ဘယ်ရောက်သွားသေးလဲဆိုတော့တခါဒီဟိုဝါတို့ဝါတို့ဟို KIA တို့ဆီကနေပြီးတော့လက်နက်တွေခဲရနေရတယ်ကိုကန့်ဆီကနေရတယ်မိုင်းလားဆီကနေလေရခင်ကရခဲ့တယ်ဒါပေမဲ့ဝါရောမိုင်းလားရောနှစ်ဖွဲ့လုံးကသူတို့လုံးဝအဆက်ဆံမလုပ်တော့ဘူးလို့ပြောဆုံးဖြတ်တဲ့နောက်မှာဒီကောင်တွေလက်နက်ခဲပြတ်တောက်သွားတယ်အဲပလောင်နေဆိုလဲလက်နက်ခဲပြတ်တောက်တဲ့ပြဿနာရင်ဆိုင်ရတယ်တစ်ချိန်တည်းမှာပဲ KIA ဆိုလဲလက်နက်ဆက်လက်ထုတ်နိုင်တဲ့ပမာဏအကန့်အသတ်ဖြစ်လာတော့သူတို့ရင်ဆိုင်နေရတယ်တစ်ချိန်တည်းမှာပဲတခြားသောဒီအညာလေးစလက်နက်ခဲအဖွဲ့ဝင်တွေအကုန်လုံးကလည်း သူတို့မှာလက်နက်ခဲလုံးလုံးလောက်မရှိအောင်ရှင်တိုက်ဖို့ခက်လာတယ်အမှတော့တော့ကရဲကရင်ပြည်နယ်မှာဆိုရင်ဇွဲတို့ကတော့ဝင်ခံလာပြီသူတို့ဝင်ဆက်တိုက်လို့ရပါလေနဲ့သူတို့မှခဲရမရှိတော့လို့ဆက်မတိုက်နိုင်တော့တဲ့ဒါရောက်သွားပြီသူတို့ထွက်ပြေးရတယ်စကန်းဆုတ်ခွာပြေးရတယ်ဆိုတော့သူတို့ကလည်းဝင်ခံလာတယ်ဆိုတော့လက်နက်ခဲကပြတ်တောက်သွားပြီမရှိတော့ဆိုတော့လက်နက်ခဲကိုထိုင်းဘက်ကလည်းဖမ်းတယ်အခုထိုင်းဘက်ကဘလောက်ဖမ်းလဲလို့မေးရင်အော်တိုကနေ့ရက်နေ့မနေ့ရက်ညနေပိုင်းလောက်မှာမဲဆောက်မြို့နယ်မဲလမောင်းကြီးပါမဲလမောင်းကြီးပါမှာရှိတဲ့ဒီဟွေရုပ်ဦးလို့ခေါ်တဲ့စစ်စေးဂိတ်အဲ့ဂိတ်မှာကားစီးရမတင်ကောင်ဖြတ်တဲ့မောင်းနေအဲ့ဒါကြောင့်မို့အဲ့ကားအင်းစီးကားကို တိုင်းလုံးရွတ်တဖို့အနေနဲ့တားစီဆစ်လိုက်တယ်ဆစ်လိုက်တဲ့ခါမှာအထက်မှာခင်ဗျာတော်တော်ဆိုးတယ်ခင်ဗျာဟိုဟိုလက်နက်ကြီးပေါ့ပြစ်လို့ရတဲ့ဟာတွေပေါ့နော်လက်နက်ခဲရနေမှာဆို87မမစိန်ပြောင်းတွေ87မမဘုံးသီးတွေ short light ဒုံးတွေ RPG ဒုံးသီးတွေ5.56မမကြီးစံတွေ5.56 mm mm ကြီးစံတွေပါပြီးတော့အဲ့လက်နက်ခဲရနေအများပြားကိုအဲ့အိမ်သုံးအိမ်စည်းကားထဲမှာဖွက်ပြီးတော့တဲလာတာအဲ့တော့ထိုင်းရဲတွေကစစ်စစ်လက်တွေကဖမ်းဆီးရမိတယ်အဲ့နှစ်ယောက်ကိုတော့ထိုင်းအိုက်ကားမှာပါလာတဲ့နှစ်ယောက်ကိုတော့ထိုင်းအာနာပိုင်တွေကမဲဆောက်ရဲစခန်းကိုစစ်ပြီးတော့ပို့ပြီးတော့ဒါခွန်းဆက်တွေစစ်ဆေးတယ်တဲ့နော်အဲ့တော့ ထိုင်းနိုင်ငံသားနော်ထိုင်းနိုင်ငံသားထိုင်းနိုင်ငံသားနှစ်ဦးနှစ်ဦးကနေပြီးတော့ဘယ်ကိုပို့မှာလဲဆိုတော့ဒါတွေကတော့မြန်မာပြည်ပို့မယ်ဆိုတော့ဟာကိုသူတို့ထုတ်ဖို့ဝန်ခံတယ်နော်အဲ့တော့ဟိုတယောက်က non dapuri ခရမှာနေထိုင်တယ်အဲနောက်တယောက်ကတော့ဘန်ကောက်မှာနေထိုင်တယ် Mr. Mr. Tong နဲ့နောက်တစ်ခုကတယောက်ကတော့ Mr. Ban Krai လို့ခေါ်မလား Ban Krai Ban Krai လို့ခေါ်မလားအဲ့ဒီကတော့ Mitsubishi Pajero တစ်စီးနဲ့သူကကတ်တီးနဲ့မောင်းလာတာနော်ဘာဟိုတက်မြို့ကနေပြီးတော့မဲဆောက်ဘက်ကိုမောင်းလာရင်လည်းအဲ့လိုမိတာနော်အဲ့တော့ဘာပြီးတော့ခုတော့ သူတို့ခုလက်နဲ့ပို့တဲ့ကိစ္စတွေနဲ့ခုထိုင်းဘက်ကလည်းအဖမ်းခံနေရတယ်။ဘာလို့ဆိုလက်နဲ့ပို့လဲမင်းရင်နေသက်မှာလက်နဲ့စီးရပေါင်စီးရများတယ်။ဥပမာဆိုကြပါစို့ဗျာ။အဲကြီးစံတစ်ထောင်ပဲဆိုတော့ကြီးစံတစ်ထောင်ကကျွန်တော်တို့ကရင်ပြည်နယ်တွေမှာကယားပြည်နယ်တွေမှာကြီးစံတစ်ထောင်ကတစ်ထောင်၃ထောင်ကျပ်၃ထောင်လောက်ကျရင်ဥပမာတစ်ထောင်တော့မကျဘူး။အဲ့တော့ပွန့်လဲပြောရရင်တော့ဒီဘက်ကပို့တာပေါ့။ပို့တော့ဘာဖြစ်လဲထိုင်းရဲတွေကခုတော့ဖမ်းနေအစောပိုင်းမှာတော့ထိုင်းရဲတွေကမသိကြအောင်ဆောင်နေခဲ့ကြပေမဲ့အခုတော့ထိုင်းရဲတွေကိုယ်တိုင်ကဖမ်းပေးလာတဲ့အတွက်အခုဆိုရင်မြောက်တွေမှာမူးလက်နက်ဖမ်းတာတွေကိုမူးရဖမ်းတာတွေကိုပပဆက်ဆက်ချင်းမိုင်ဘက်မှာလောက်တာရစ် မြောက်ဒီမှာလှုပ်လာတာဖြစ်တဲ့အတွက်ဒီကောင်းတွေကတဖြည်းဖြည်းနဲ့လက်နက်ခဲယံရှားပါတဲ့ပြဿနာကိုရင်ဆိုင်ရတယ်အဲ့တော့လက်နက်ခဲယံရှားပါတဲ့ရင်ဆိုင်တဲ့ခါမှာတချို့လူတွေကဟိုတက်ကိုရှင်တိုက်နိုင်ဖို့ကလည်းမြေမြမာရှင်တိုက်နိုင်တဲ့စွမ်းစားလည်းနဲလာတယ်ဥမာဇွဲတော်ကတော့တကယ်ဝန်ခံနေပြီခင်ဗျားတို့တွားတွားကြည့်ဇွဲတော်ကဝန်ခံနေတာရှိတယ်နော်ဇွဲတော်ကဝန်ခံနေတယ်တို့လက်နက်ခဲယံမလုံလောက်တဲ့ပြဿနာရင်ဆိုင်ရတယ်ဆိုတော့ဝန်ခံတယ်နော်အဲ့တော့ပြပြဿနာကတို့အဲ့လိုရင်ဆိုင်ရတဲ့ခါထွက်ပြေးတိမ်းချောင်းတဲ့လူတွေရှိလာတယ်တချို့ဆိုရင်ဘလို့ထွက်ပြေးလဲထိုင်းဘက်ကိုထွက်ပြေးသွားတယ်အလုံသမားပြင်းနဲ့ထွက်ပြေးသွားတယ်နော်ဟိုမောင်ကိုနီးတဲ့လမ်းမောင်းသွားနေပြီးထိုင်းဘက်ကိုဝင်သွားပြီးအလုံသမားပြင်းနဲ့အသွင်ပြောင်းသွားတယ် တစ်ဖက်ကတစ်ချိန်တော့ PDF နောက်တော့အဲ့လိုသမားဖြစ်သွားတယ်ထိုင်းအလိုသမားဖြစ်သွားတယ်ထိုင်းအလိုအဲ့လိုဖြစ်သွားအဲ့လိုပြောင်းသွားတယ်အဲ့တော့တချို့ကြတော့ဒီမြန်မာပြည်ပြည်မတွေကိုပြန်လာပြီးမိဘရိုက်ထံပြန်လာနိုင်ဖို့အတွက်ကိုတက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အဲတက်တဆိတ်ချိတ်ဆက်ပြီးတော့ပြန်ပြေးဝင်လာတာရှိတယ်အခုတော့ဒါအခုအခုဒီတောင်ကြီးမှာဝင်လာတဲ့ဟာမျိုးတွေဆိုလို့ရှိရင်ဒါအယောက်30ဆိုတာတကယ်ကိုများပါတယ်ကျွန်တော်သိရတဲ့လောက်တော့အာတချို့လက်နက်ကိုင်းဒီပေါ်ဗျာဟိုပြည်သူစစ်ပေါ့ပြည်သူစစ်တပ်ဖွဲ့တွေနောက်တပ်မတော်နဲ့ပူးပေါင်းနေလက်နက်ကိုင်းဖွဲ့တွေစီမှာအဲပြန်ပြီးတော့ ပြန်ပြီးတော့ခိုးလုံနေတဲ့တစ်ချိန်တော့ PDF သွားလောက်ခဲ့တဲ့ပုံကန်ဒေါ်လာတွေလောက်ခဲ့တဲ့လူတွေခိုးလုံအဲခိုးပုံကန်ဒေါ်လာတွေလောက်ခဲ့ပြီးမှနောက်တပ်မတော်နဲ့ပူတွဲလောက်ကင်နေတဲ့အဖွဲ့အစည်းတွေကိုပြန်ပြီးတော့ခိုးလုံလာတဲ့လူတွေခါဝင်ထိုးပြီးတော့နောက်မလို့တော့ပါဘူးကျွန်တော်တို့တော့တိသွားပြီကျွန်တော်တို့မှားသွားပါပြီဆိုပြီးတော့ပြန်ဝင်လာပြီးတော့နေတဲ့လူတွေအများကြီးပဲဒါပေမဲ့အဲ့ဒါကိုသက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကတရင်မထုတ်ပြန်တာပဲရှိတာဝင်နေတာရှိတယ်နော်ဘယ်လက်ဘက်နက်ကဘယ်လက်နက်ကိုင်အဖွဲ့တွေလဲလို့မေးရင်ကျွန်တော်သိပါရဲ့ဒါပေမဲ့မဖြေသေးပါဘူးဘာလို့လဲဆိုတော့လူပါသေးတယ်ဒါတွေကကျွန်တော်တို့ပြောမှမကိစ္စဘူးသက်ဆိုင်ရာဖွဲ့သေးတယ်မပြောတော့တဲ့အခါရောက်ရင်ဒါကျွန်တော်ပြောပါမယ် က်ဆိုင်အဖွဲ့ကြီးမပြောတော့မပြောပဲရင်ကုန်နှုတ်ပိတ်နေတာများလုံးသွားရင်ကျွန်တော်ပြောရမယ်အခုကလောဆယ်သူတို့ပြောမလားပြောမလားကျွန်တော်တို့စောင့်နေတာမပြောကြသေးဘူးတချို့တွေကဥမာဆွေးကြပါဆိုပြောလက်နက်ကင်တွေက PDF တွေဖြစ်သွားတာ PDF ဆိုတာကကျွန်တော် PDF လုံးကြတယ်ပေါ့ဗျာလွန်းနားလေခေါ်ခေါ်တာပေါ့ PDF လုံးကြတယ်ဒါပေမဲ့သူတို့အချိန်နေမကောင်းတော့သိတယ်သူတို့မှားသွားပြီဆိုသိတယ်သူတို့သူတို့တဖြည်းဖြည်းလူတွေကမုန်းလာတော့မှဆိုသူတို့သိရခါတယ်တချို့ကြတော့သူတို့နဲ့နှီးဆက်တဲ့လက်နက်ကင်ဒီတက်မတော်နဲ့တက်မတော်နဲ့လက်တွဲလုတ်ကင်နေတဲ့လက်နက်ကင်တပ်ဖွဲ့တွေစီကိုသူတို့နဲ့လည်းနှီးဆက်တယ်ဆိုတဲ့အတွက်ပြန်ပေါင်းထုတ်လာတယ် ပြန်ဖြိတ်ဖြိတ်ဆိတ်ပြန်ပေါင်းတယ်ပေါင်းပြီးတော့ကျွန်တော်တို့မလုပ်တော့ဘူးကျွန်တော်တို့ဘာမှမလုပ်တော့ဘူးကျွန်တော်တို့ကောင်းမှနေပြရစီကျွန်တော်တို့ဟိုဒုက္ခပဲဟိုကောင်တွေကအဲ့နေရာမှာရှိတော့နေရာတွေပြန်ညွှန်းတာတို့ကကျွန်တော်ဘယ်နေရာမှာစကန်းချခဲ့တာဘယ်နေရာမှာရှိခဲ့တာဘယ်လိုတွေလုပ်ခဲ့တာအဲ့တော့ဘာဘာဖြစ်တယ်တို့မှအားနေတာဘာလူကဘယ်လောက်ရှိတာအဲ့လိုမျိုးတွေပြန်ပြီးသတင်းပြန်ပေးပြီးတော့ပြန်လုတာအဲ့လိုလုတာအဲ့ကြောင့်မလို့ကျွန်တော်တို့ကချိုးအကြရင်မပြောသေးဘူးဆိုတော့အဲ့ဒါပြောတာပါဒါကြောင့်မလို့အခုလောကဆိုတော့ရှမ်းပြည်နယ်မှာအယောက်30ဝင်နေဒါကွာတာကြာကောင်းတဲ့တဲ့င်းနောက်မဲဆောက်မှာလည်းဖမ်းနေတယ်ဒါလည်းရှင်းပြောရင်တော့တောက်လျှောက်ထားရတော့ ဖမ်းရရှိတာဖမ်းပေးနိုင်မယ်လို့မြန်မာအစိုးရစိတ်ချနေတဲ့တည်းသူတို့ကတော့ဖမ်းရရှိတာဆက်ဖမ်းပေးနိုင်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်နော်ဒါတော့မဲဆောက်ကိစ္စနောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီအဲဒီလက်နက်ကိုင်အဖွဲ့တွေပေါ့ဗျာလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်လို့ရှိရင်တော့ IPC ဆရာတော်ကတော့ဒါမြစ်တာရဲခန်းနဲ့စာလေးတစ်စောင်သူ့ရဲ့ဝိုင်းထုတ်ပြန်ထားတာရှိပါတယ်အဲတိုက်ဆရာတော်ထုတ်ပြန်ထုတ်ပြန်ထားတဲ့စာအရဆိုရင်တော့ကျွန်တော်တို့ဒီဒီဆရာတော်ထုတ်ပြန်တာကိုလည်းကျွန်တော်တို့ဘာပြောချီချူးဂုံပြုတ်တယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကိုင်ထားကြတဲ့သူတွေကို လက်နက်မကင်ထားသောထေကြီးဝါကြီးတန်ဃာတော်ဆရာတော်ကြီးတွေအဲနောက်တစ်ခါဒီနာမည်ကျော်ထင်ကြရပုံကိုယ်တွေလူသိထင်ရှားကြော်ကြားသူတွေလူလူပေါ်လောက်မှုကြီးတဲ့သူတွေကမြေရန်ဖီးယားပြောနေဖီးယားပဲပြောဆိုနေရမှာကမင်းတို့တွေလက်နက်ကင်လိုက်နေဆုံးလို့ကြာဆိုတော့ဖီးယားပဲအမြဲပြောဆိုနေရမှာဒါပေမဲ့တော်တော်များကတချို့လက်ရှောင်နေကြတယ်ဘာလို့ဆိုတော့ဘာကြောင့်မှတော့ကျွန်တော်မသိဘူးသူတို့ရဲ့အကြောက်တရားကြောင့်လားသူတို့ရဲ့စိတ်ထက်အညူတိအာရကြောင့်လားသူတို့စိတ်ထက်ကနေကိုယ်တွေကဟိုဘာလဲဆိုတော့ဟိုငါနဲ့မဆိုင်ဘူးလို့ထင်တာလား ောင်မို့ဘသူတည်တည်ကွာငါတို့ငတိမိုင်ပြီးတာပဲသူတွေးလာတော့ကျွန်တော်မသိဘူးတချို့တွေကဘာမှမပြောကြဘူးဒါပေမဲ့အဲ့ကြားတော့မှအခုဆရာတော်ကဒီဒီ IPC ဆရာတော်ပေါ့ဗျာဆရာတော်ကနေပြီးတော့စပြီးတော့စာရဆောင်ထုတ်ပြန်လာတယ်အဲ့ဒါတော့ဒီထုတ်ပြန်ချက်ကတော့မနေ့ကထုတ်တာပါဒါပေမဲ့ကျွန်တော်တော့မနေ့ကမပြောလိုက်ရတယ်ဒီနေ့မှပြောတာပါအဲ့တော့ तू ကသူထုတ်ပြန်ချက်ထဲမှာတော့ဒီမြတ်ဗုဒ္ဓရဲ့တရားတော်ရာရန်ကိုရန်ချင်းတုံ့ပြန်နှင်းပြီးတော့အချင်းချင်းတက်ဖြတ်ကြပါကဘယ်တော့ခါမှစစ်ပွဲတွေပြီးဆုံးမှာမဟုတ်ပါဆိုပြီးတော့ပြောထားတယ်နော်ဆိုတော့အဲ့ဒါကြောင့်မလို့ तू ကပြောတယ်ပြီးတော့မှတစ်ချိန်ထဲမှာလည်း तू ကလူတွေဒီ လူတွေကရှင်းပြရတော့တိုင်းသားကြီးကုန်တော့တွေဟာတဲ့ဓာတ်လူညင်းမြမှုမရှိဘူးဆိုတဲ့ပြဿနာတွေပင်လုံကတိကိုပြဿနာတွေလူမျိုးစုပြဿနာတွေရှားမှာအဲ့လိုခေါင်းစဉ်မျိုးစုံတက်ရပြီးလူချင်းချင်းလက်နက်ကင်စစ်ပွဲတွေအတော်မတတ်ဆင်နွှဲနေကြတာဒီထိယနေ့ထိရှိတယ်တဲ့နော်အဲ့တော့ဖေဖော်ဝါရီတက်ကနေစပြီးတော့2021ဖေဖော်ဝါရီတက်ကစပြီးတော့ခုအော်တိုဘာအထိကိုမြန်မာနိုင်ငံချင်းလက်နက်ကင်တိုက်ပွဲတွေဆင်နွှဲကြရတဲ့တေဆုံးကြတဲ့လူကတောင်းတဲ့ချီရှိလာပြီအဲ့တော့လူတွေရဲ့နိုင်ငံနိုင်ငံအခြေခံအုပ်မြစ်တွေလည်းပြည့်စည်ကုန်ပြီဒီလိုအခြေအနေမျိုးကမြန်မာနိုင်ငံအတွက်ပြည်သူတော်ဝေးစီစီနေ ပိုင်ဆိုင်မှုတွေကိုဆုံးရှုံးကြရတယ်နော်အဲ့လိုဖြစ်တဲ့အချိန်ဒါကြောင့်မလို့ဒီစစ်ပွဲတွေကလည်းဆုံးမတောက်ဘူးပေါ့ဗျာအဲ့လိုအချိန်တွေကြောင့်မြန်မာလက်နက်ကိုင်ဖွဲ့စည်းသည်ဖြစ်တဲ့တပ်မတော်နော်တပ်မတော်ရောနော် KIA AA KNU နော် MNDAA TNLA UDLSA နောက်တော့ PDF စရှိတဲ့တိုင်းသားလက်နက်ကိုင်သူပါဝယ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးရတဲ့စစ်ပွဲတွေနဲ့အချင်းချင်းတပ်ဖြတ်မှုတွေရပ်ပြီးတော့ငြိမ်းချမ်းစကားဝိုင်းနဲ့မိမြန်မာနိုင်ငံကိုပြလဲတိဆောက်ကဲတင်ကြဖို့နော် IPC ဆရာတော်ကတောင်းဆိုပါတယ်ဆိုပြီးသူဆရာတော်ကထုတ်ပြန်ထားတယ်မနေ့ကထုတ်ပြန်တယ် ဆိုတော့ဒီဆရာတော်ကကျွန်တော်တို့လည်းကျွန်တော်တို့เนี่ยကျွန်တော်တို့လည်းဆရာတော်เนี่ยခဏခဏကျွန်တော်ဆိုလည်းခဏခဏစုံခဲ့ပါတယ်ဟိုစုံခဲ့တဲ့ထဲမှာလည်းပါပါတယ်အဲ့တော့စုံခဲ့ပြီးတော့ဆရာတော်ရဲ့သဘောထားအမှန်နားလည်တယ်နားထောင်ကြည့်တဲ့အခါမှာလည်းဆရာတော်ကဒီတိုင်းပဲသူဒီဒီတိုင်းပြည်မှာဖြစ်နေတဲ့အပြာလာအထွေထွေပြန်လာတတ်ကြဖြတ်ကြသေးကြကြေးကြကိစ္စတွေကိုသူမကြိုက်ဘူးမကြိုက်တဲ့လူတွေပါတယ်မကြိုက်တဲ့အတွက်သူကအမြဲတမ်းသူသူ့ရဲ့ဒီအမြင်ယူဆဖြစ်နေထုတ်ပြောပြီးတော့တားတဲ့ဆရာတားနေတဲ့ဆရာတော်တွေမှာပါတယ်တကယ်လည်းအမြဲတမ်းတားတယ် သူမေးတဲ့အချိန်မှာဘသူဘသူကိုပဲတစ်ဖက်ဘက်လက်ညှိုးထုတ်အပြစ်ပုံချမှုသူမလုပ်ဘူးဘယ်သူကိုမှလက်ညှိုးထုတ်ပြစ်ပုံချမှုမလုပ်ဖဲနဲ့မင်းတို့အားလုံးရတာအကောင်းဆုံးပါပဲကွာဆိုတာမျိုးလေးနဲ့ဆရာတော်ကအများအားပြောတယ်ဘသူမှလက်ညှိုးထုတ်ကျွန်တော်တို့လည်းရှင်းပြောရအောင်ဘသူမှလက်ညှိုးထုတ်ချင်ဘသူကိုမှလက်ညှိုးထုတ်ချင်ဘူးအဲဒါမှအားလုံးကရက်တန်းတက်ရက်တင်နေဆိုရင်ရက်တာကောင်းတယ်ကိုတက်မတော်ကသူကရက်ချင်လို့ခဏခဏဖိတ်ခေါ်တယ်အချိန်ချင်းဖိတ်ခေါ်တယ်လာမယ့်15ရက်နေ့ NCA ညီလာခံဝန်တော်ခင်ဗျဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတယ်တက်မတော်တောက်လျှောက်သူ့ဘက်ကဖိတ်ခေါ်ထားတယ် တဖက်ကလက်နက်ရည်သဘုံတွေရတာမထလာတာထမလာဘူးထမလာတဲ့ခါကျတော့တချို့တွေကသူငါသူငါငင်းညားတယ်ငင်းညားရင်လည်းအဲ့လိုနဲ့ရှေ့မရဘူးဒီနေရာမှာခင်ဗျားထိုင်ရလူသူပြည့်ရောက်ရှိတယ်အခုဟိုတချို့ TikTok တွေမှာတက်လာတယ် Facebook တွေမှာတက်လာတယ်ထိုင်သတင်းဌာနတွေမှာဟိုထိုင်ရဲ့ဒီ pocket season တွေမှာအဲ့ဒီမျိုးသမီးတွေပြောနေရရှိတယ်အဲ့ဒီမျိုးသမီးတွေကမြန်မာရေးကိုတော်တော်လေးကိုသူနော့ကြည့်အောင်သိထားသလိုဖြစ်နေတယ်အပြင်ကကြည့်ရအောင်သူကပုံပြီးမြင်သလိုဖြစ်နေတယ်သူကဘာပြောလဲသူပြောဘူးတာမှတ်မိတယ်သူပြောဘူးတာကျွန်တော်ခင်ဗျားတို့ပြောပြပြမယ်ဒါဆရာတော်ရဲ့ထုတ်ပြောနေတာချိတ်ဆက်ပြီးခင်ဗျားတို့နားလဲအောင်ပေါ့ အဲ့မျိုးသမီးကနာမည်ကျွန်တော်မေ့နေတယ်ကျွန်တော်တေချာတော့မဖြစ်ဘူးဒါပေမဲ့အဲ့ဒီမျိုးသမီးကဘာပြောလဲဆိုတော့အာဘာလဲမြန်မာနိုင်ငံမှာတဲ့နော်ကျွန်တော်သူ့ဘာလေးလဲအတူလေးဖွင့်ပြမြန်မာနိုင်ငံမှာတဲ့သူကတော့ဦးမေအွန်လိုင်းကိုမေအွန်လိုင်းပေါ့နော်မေအွန်လိုင်းဆင်းသွားလို့တဲ့မြန်မာနိုင်ငံကအေဂျင့်သွားပြီလို့ခင်ဗျားတို့ထင်တာနင်တို့ထင်တာလားတဲ့အဲ့တော့ကအဲ့လိုပဲကျန်တဲ့တန်တားကင်ဖွဲ့တဲ့အားလုံးချက်ချင်းအချင်းချင်းညီညွတ်ပြီးတော့မြန်မာနိုင်ငံကြီးကတိုးတက်ပြောင်းလဲသွားမယ်လို့ထင်တာလားတဲ့နောက်တော့ကစစ်တပ်ကြီးကိုဖယ်လိုက်လို့သူတို့အားလုံးညီညွတ်တိုးတက်သွားလိမ့်မယ်လို့ အဲ့ဒီမြန်မာလည်းအလုံးကြီးသွားပြီလို့ထင်တာလားတဲ့နော်ဒါဆိုရင်တော့မားနေပြီတဲ့မားနေပြီတဲ့မြန်မာနိုင်ငံမှာစစ်တပ်ကမရှိရင်ဦးမင်းအောင်လည်းမရှိရင်တို့မရှိလို့ပြည်လဲသွားမယ်လို့တွေးနေတဲ့အတွေ့အကြုံမားနေတယ်တဲ့မားနေတယ်တဲ့ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာသူ့နိုင်ငံသားချင်းချင်းတိုက်လာတာနှစ်ပေါင်း80ကျော်ပြီတဲ့ဂုတိမရက်သေးဘူးတဲ့ဂုတိမရက်သေးဘူးနှစ်ပေါင်း80ကျော်သွားပြီတဲ့ဂုတိနှစ်ပေါင်း80ရှိလာပြီတဲ့80နီးလေးရှိလာပြီတဲ့ဂုတိမရက်ကြသေးဘူးတဲ့အဲ့တော့တစ်သလုံးလဲရက်ပဲပုံလဲမပေါ်ဘူးပေါ့ဗျာခုကလည်းပြောရက်ပဲပုံလဲမပေါ်ဘူး မပေါ်ဘူးပေါ့သူပြောတာမပေါ်ဘူးလေရမယ်ပေါ်လဲမပေါ်ဘူးเนาะကျွန်တော်ဒီမှာအဲ့အမျိုးသမီးဟောပြတာလေးခဏလေးကျွန်တော်ပြချင်လို့ဗျာနေဖေတော်ရောက်သွားလဲအမျိုးသမီးဟာကျွန်တော်တိန်ဩအဲ့ဒီမှာရှင်းရှင်းလေးဒီမျိုးသမီးအဲ့လိုမန်မန်ဒီမျိုးသမီးတော့မြင်ဘူးရလိမ့်မယ်မန်မီဖုန်ကတော့တော်ထိုင်อย่างจริงจังจริงจริงมันสู้ပြောတာဆိုရင်မိုက်တယ်เอ่อหน่วยงานภาครัฐของไทยเนี่ยเราเราจะมองประเด็นเรื่องเนี้ยอย่างจริงจังตัวท้ายหลูจีนี่สนับสนุนตัวท้ายหลูจีนี่สนับสนุนหลูได้เคสเอาไปตัวပြောတာ နော်ထိုင်းလူကြီးတွေစဉ်းစားဖို့ထိုင်းနိုင်ငံဘက်ကစဉ်းစားဖို့သူကရှူတောင်းပြောတာပြောရရင်မြန်မာနိုင်ငံကိုစဉ်းစားတဲ့အခါမှာဘယ်လိုစဉ်းစားမလဲဆိုတော့ထိုင်းကထည့်ပြောသွားတာချင်းချင်းလေးထည့်ပြောရတဲ့အချိန်မှာဒီ280နီးပါးရှိလာပြီတဲ့မြန်မာနိုင်ငံကဥမေအောင်လိုင်းစဉ်းသွားလို့ပြီးသွားမယ်လို့စစ်တပ်ကြီးဖဲလိုက်လို့ပြီးသွားမယ်လို့ထင်နေအဲ့အထင်အတွေ့ရမှားနေတယ်တဲ့တင်းချက်ကပြီးတော့စစ်ပွဲတွေကမြန်မာနိုင်ငံမှာအများကြီးဖြစ်နေတယ်ထောက်ကွာ48ခုနေကြတဲ့အခုထိဖြစ်လာတာတဲ့နှစ်ပေါင်း80ဖြစ်နေပြီတဲ့80နီးပါးရှိနေပြီတဲ့ပြောရရင်တော့ဒါကဘာမှာတက်တန်းအရှိန်အကြာဆုံးစစ်ပွဲဖြစ်နေတယ်ကဘာနိုင်ငံကဘာဘယ်နိုင်ငံမှာရှိတဲ့ ဘယ်နိုင်ငံမှာမှရှိနော်ပြသူပြောတာရှင်းလေးကဘာမှာရှိတဲ့မြေသိနိုင်ငံမှာမဆိုးတဲ့စစ်ပွဲတွေကအချိန်တစ်ခုရောက်ရင်ရက်သွားတယ်တဲ့ဒါပေမဲ့280ကြာ280ဒီမှာကြာတဲ့မတိုက်ကြဘူးတဲ့ဒါပေမဲ့မြန်မာပြည်မှာတော့တိုက်ပွဲမဖြစ်တဲ့နေ့ဆိုတော့ခါရှားရပါတယ်280လုံးလုံးမြန်မာတွေကတစ်ချိန်လုံးတိုက်နေတာပဲတဲ့ကျွန်တော်တို့ပြန်တွေးကြည့်တော့ရှက်ဖို့ကောင်းတော့သူများပြောတာသူပြောတာမှန်တယ်တော့ကျွန်တော်မှဘာပြောမှမသိဘူးသူပြောတယ်ရှင်းရှင်းလေးရဝရဝန္ဒာမှာဖြစ်စင်နေကမ္ဘောဒီးယားဖြစ်စင်နေအာဖရိကန်ဒေသမှာဖြစ်စင်နေအရှေ့လေပိုင်းမှာဖြစ်စင်နေကြိုက်တဲ့စစ်ပွဲတွေပြောတယ် အချိန်တစ်ခုရောက်တဲ့အခါမှာနေရာတစ်ခုရောက်တဲ့အခါမှာကာလတစ်ခုရောက်တဲ့အခါမှာရက်ကိုရက်သွားတယ်တဲ့နှစ်ပေါင်း80နီးပါးကြောင်းစစ်တိုက်နေတာမရှိဘူးတဲ့ဒီမှာရှိနေတယ်တဲ့မြန်မာပြည်မှာနေတိုင်းနီးပါးစစ်ဖြစ်နေတယ်တဲ့နေတိုင်းနီးပါးတိုက်နေကြတယ်တဲ့သူကစစ်ကိုတိုက်နေတာပဲတဲ့အဲ့တော့မိန်းကောင်တစ်ခုမေးတာသူမေးတာရှင်းရှင်းလေးနော်အဲ့တော့ဟိုပြီးသွားမှလားပေါ့ပြောချင်တာနော်ပြီးသွားမှလားပေါ့အဲ့လိုဖြစ်နေခုမြန်မာတွေကတစားစီပြီးတော့လဲအဲ့ကွာဥမြောင်းလိုက်ပြီးသွားရင်ပြီးသွားမှလားတို့တက်ကပြီးသွားရင်ပြီးသွားမှလားတို့နော်အာနာဆင်းကပြီးသွားမှလားတို့ဆိုရင်မေးရင်တဲ့ ပုံမှန်လည်းပြောမယ်မြန်မာတွေကိုပြောကွက်သွားမှလည်းမဖြစ်နိုင်ဘူးတဲ့ဒါပေမဲ့တစ်ချိန်လုံးတိုင်းနေမှာပဲတဲ့အဲ့တော့တို့ချင်းချင်းလေးရပ်ဖို့လည်းမလွယ်ဘူးတဲ့ဘာဖြစ်လို့ထပ်ပြောလဲဆိုတော့တဲ့ဥမယောင်လိုင်းကနေပြီးတော့ဥမယောင်လိုင်းမရင်မဟုတ်ဘူးတဲ့မြန်မာအစိုးရဆက်ဆက်ကတဲ့ဖိတ်ခေါ်ခဲ့တယ်တဲ့အစိုးရဆက်ဆက်ကဖိတ်ခေါ်တယ်တိုင်းသားတန်းတားကတဖွဲ့ကိုဖိတ်ခေါ်တယ်အဲ့တဖွဲ့တဲ့ကိုဖိတ်ခေါ်တဲ့အချိန်မှာအဲ့တဖွဲ့ကမှနှစ်ဖွဲ့ထပ်ပြန်ကွဲတယ်တဲ့နော်ရှင်းရှင်းလေးတန်းတားကဖွဲ့တဖွဲ့ကိုအစိုးရကညင်းချင်းရေးဆွေးနွေးဖို့အတွက်လာတို့ရေးဆွေးနွေးကြမယ်ဆိုပြီးဖိတ်ခေါ်တယ်တဖွဲ့ကိုဖိတ်ခေါ်လိုက်ရင်အဲ့တဖွဲ့ကမှနှစ်ဖွဲ့ထပ်ကွဲတယ်တဖွဲ့ကမလာဘူးတဖွဲ့ကလာတယ် ဟောနောက်ထပ်တစ်ဖွဲ့ကိုခေါ်ရင်နောက်ထပ်တစ်ဖွဲ့ကမလာဘူးเนาะအဲ့တော့လက်နက်ကန်အဖွဲ့မတူတဲ့ A B C D E F G ပေါ့ဗျာ A ဆိုတဲ့လက်နက်ကန်အဖွဲ့ကိုခေါ်လိုက်တဲ့အချိန်မှာ A နဲ့မှနှစ်ဖွဲ့ထားခွဲတယ်တဲ့အဲ့လိုပဲ B ရလည်းလာချင်းမှလာတယ်အဲ့တော့တယောက်နဲ့တယောက်ဆွေးနွေးဖို့ဆိုတဲ့စဉ်းစားချက်အစားစဉ်းစားချက်အစားပေါ့နော်သူကမင်းသွားရင်ငါမသွားဘူးမင်းလာရင်ငါမလာဘူးဆိုတော့အဲ့လိုပုံစံမျိုးနဲ့လုပ်နေသူရောတိုက်ပွဲကဘာမှမပြီးဘူးအဲ့ဒီအစည်းအဝေးလည်းမပေါအောင်မြင်တော့သလိုမပြီးတော့ဘူးတိုက်ပွဲကအဲ့တော့အနေထားကြီးနဲ့ တိုင်းပြည်ကအဲ့တိုင်းပြည်ကအဲ့လိုဆက်သွားနေရယူဘယ်လိုလုပ်ပြီးတော့ဖြစ်မှာလဲတဲ့ပြီးတော့တို့တော့ကမြန်မာနိုင်ငံတို့ကအသားချနေပြီတဲ့ဒီဒီစစ်ပွဲတွေကဆိုတော့ကျွန်တော်တို့ပြတ်တွေးချင်းရှက်ဖို့ကောင်းတယ်ဘတော့ပြီးမလဲမြန်မာနိုင်ငံရဲ့ပြဿနာဘတော့ပြီးမလဲမေးရင်တဲ့ပုံမှန်လည်းပြောရင်ပြီးစီးဖို့ခက်ခဲပါတယ်တဲ့သူပြောရှင်းတယ်မြန်မာနိုင်ငံရဲ့ပြဿနာဘတော့ပြီးမလဲပြီးစီးဖို့ခက်ခဲတယ်တဲ့လက်ရှိတိုက်ပွဲတွေတိုင်းသားနိုင်ငံဖွဲ့နေမြန်မာတိုက်တွေတိုက်ပွဲပြီးစီးဖို့ခက်ခဲပါတယ်တဲ့ဘလို့မှမဖြစ်နိုင်ပြီးစီးဖို့ခက်ခဲတယ်ဆိုတော့အဲ့တော့ခင်ဗျားတို့လက်ရှိတက်ရှိတင်ရှိနေတဲ့ခင်ဗျားတို့အကုန်လုံးကျွန်တော်ကိုကျွန်တော်ကျွန်တော်သားသမီးကျွန်တော်မြင်းမြင့်အလက်ထက်တီ ဒီစပွဲကြီးကိုဆက်ပြီးရှိအောင်ဖန်တီးမှာလားအဲ့ဒါခင်ဗျားတို့စဉ်းစားကြည့်ကြဖို့လိုတယ်ကျွန်တော်တို့ပြည်သူလူထုအားလုံးကစဉ်းစားမှာတစ်ချက်တည်းပဲစဉ်းစားမှာဟာဟုတ်ပြီဦးမင်းအောင်လိုင်းမားတယ်မယ်နဲ့ခဏထားလက်နက်ကတပုံလေးအုပ်စုတွေမားတယ်မယ်နဲ့ခဏထားအဲ့နှစ်ခုကိုခဏထားလိုက်အုပ်စုနှစ်စုခွဲမယ်ဦးမင်းအောင်လိုင်းနဲ့သူစစ်တပ်ဒီဘက်ကလက်နက်ကတပုံအုပ်စုအဲ့နှစ်စုကြားမှာဘယ်ဘက်ကိုပဲကျွန်တော်တို့ကရက်တိဖြစ်စီဘယ်ဘက်ကပဲမာပဲကိုကရှိနေသည်ဖြစ်စီဟုတ်ပြီတစ်ဖက်ဘက်ကိုကျွန်တော်တို့ဓာညှို့ထိုးပြီးတော့အဲ့တိုင်းပဲဇရိုက်တိုက်နေကြမှာလားတိုက်သိမ့်လား ပြီးမယ်ထင်လားအဲ့ဒါဆိုပြီးမယ်ထင်လားခင်ဗျာတစ်ဖက်ဘက်ကလည်းညှို့ထိုးပြီးတော့ तू မားတယ်လို့ပြောလို့ဒီဘက်ကဒီဘက်ကနေပြီးတော့အိုးဆိုကဒီမောင်မားတယ်လို့ပြောလို့ဒီဘက်အိုးဆိုကလည်းမင်းတို့မားတယ်လို့ပြန်ပြောမယ်အဲ့ဒါနဲ့ပြီးပါမယ်မပြီးတော့ဘူးအဲ့တော့ခင်ဗျားတို့လက်ထက်ကျွန်တော်တို့ခင်ဗျားတို့လက်ထက်ရေကျွန်တော်တို့သားသမီးလက်ထက်ကျွန်တော်တို့မြေးလက်ထက်ရောက်တဲ့အခြေအတိတိုက်ပွဲတွေမပြီးတော့ဘူးဆိုရင်ခင်ဗျားတို့ကျွန်တော်တို့သားသမီးတွေကိုဒီစစ်ပွဲတွေကြားထဲမှာထားခဲ့မှာလားကျွန်တော်တို့ရဲ့မြေးတွေကိုသားတွေနဲ့သမီးတွေနဲ့မြေးတွေကိုကျွန်တော်တို့ဒီစစ်ပွဲတွေကြားထဲမှာအတော်မတန်နိုင်တဲ့အဲ့ဒီစစ်ပွဲတွေကြားထဲမှာထားခဲ့ပါလားကျွန်တော်တို့ရဲ့အဘိုးတွေကျွန်တော်တို့ရဲ့ဘိုးဘေးတွေက အဖိုးမေးတွေကကျွန်တော်တို့စစ်ပွဲတွေမှာထားခဲ့ကြတာခမရောကျွန်တော်တို့စစ်ပွဲတွေမှာထားခဲ့တယ်ပြန်တွေးကြည့်နော်ကျွန်တော်တို့အဖိုးတွေကျွန်တော်တို့ရဲ့အဖေတွေကျွန်တော်တို့ဒီစစ်ပွဲတွေမှာထားခဲ့ကြလို့အခုကျွန်တော်တို့ဒီစစ်ပွဲတွေနဲ့တန်တရားလဲနေတာကျွန်တော်တို့ကြာရင်တော့ကျွန်တော်တို့မြည်တွေမြစ်တွေကိုစစ်ပွဲတွေမှာထားခဲ့မှာလားအဲ့ဒါကိုကျွန်တော်တို့ခမရောကျွန်တော်တို့အားလုံးစဉ်းစားဖို့လိုပြီဘယ်သူမှလည်းမှန်တယ်လို့ညှို့ထိုးနေမယ့်အစားကျွန်တော်တို့ကကျွန်တော်တို့ရဲ့တာသမီမျိုးမြစ်မြင်းမြစ်တွေပေါ်မှာစစ်ပွဲတွေနဲ့ထားခဲ့မှာလားဆိုတော့မေးခွန်းကိုတည်တည်ချာပြန်ပြေဖို့လိုပြီဒီအဲ့တော့ဒီ IPC ဆရာတော်တောင်းဆိုတာဒီလေမြစ်တာရဲ့ခဏဒီလေသိကောင်းတဲ့ကိစ္စသူ့လိုမျိုးပဲဆရာတော်လိုမျိုးပဲ ။ဒါပေမဲ့အဲဒီ Cardinal Charles Mountbatten တို့ကက်သလစ်အုပ်စုကပြောရမယ်။ Islam ဘာသာဝင်တွေရဲ့ခေါင်းဆောင်တွေလည်းပြောရမယ်။ခေါင်းဆောင်တွေကိုလည်းထုတ်ကိုပြောရမယ်။ခေါင်းဆောင်တွေကိုလည်းထွက်ပြောမီဒီယာတွေလည်းပြော။ Hey ဘယ်လက်နက်ကင်ဖွဲ့မင်းတို့ရက်တော့ကွာ။ငါတို့ရက်စိတ်ချင်မင်းတို့။အဲ့လိုနာမည်တက်ပြီးတော့ပြောမှဖြစ်မှာ။အဲ့လိုနာမည်တက်ပြီးတော့ပြောမှရမှာ။လာရောတောင်ပြီးတော့ရောတောင်ပြီးတော့လက်နက်ကင်ဖွဲ့တွေနဲ့တပွဲတွေတော့ဖြစ်စေချင်တော့ပါဘူး။အဲ့လောက်နဲ့မရဘူး။နာမည်တက်ပြီးတော့ဟဲ့အောင်ဘယ်သူမင်းတို့အစ္စလာမ်ဆိုရင်အစ္စလာမ်ဥစ္စာသူ့ရဲ့ဆိုင်နဲ့လူဟဲ့အောင်မင်းဘယ်သူမင်းတို့လည်းရတော့ ခရစ်ယာန်တွေမင်းတို့ဘယ်သူကြတော့ဗမာလေးဗမာလေးပြတ်ပြတ်ဘုရားပါလားမင်းတို့ကြတော့အဲ့လိုပြောကြမှာရဝိုင်းပြီးတော့ပြောမှာရဝိုင်းမပြောဘဲနဲ့ကျွန်တော်တို့ကဘာလဲဆိုတော့ကိုယ်နဲ့မဆိုင်သလိုမသိသလိုနေခင်ဗျားတို့ကျွန်တော်တို့ကတမိုင်းနေတရားခံရမယ်လက်ရှိတမိုင်းရတရားခံနေပဲဘာမှမပြောဘဲနဲ့ကျွန်တော်တို့နေရင်ခင်ဗျားတို့ကျွန်တော်တို့ကလက်ရှိတမိုင်းရတရားခံနေပဲဘာမှမပြောဘဲနဲ့ငါနဲ့မဆိုင်သလိုနေလိုက်မယ်ကွာဆိုပြီးတော့ဒိုင်ရှိုလေးအခန်းတောင်လေးမှာတော့အိတ်နေတဲ့လူတွေအตาလေးငါတို့တက်တာငါတို့ဘယ်ခွင်မှာဝင်ပြီးအောင်းရမလဲဆိုချောင်းနေတဲ့အုပ်စုတွေ တစ်ချိန်လုံးဒီလင်းနေနေပါလင်းနေတော့မှတစ်ချိန်လုံးပါဇက်ပိတ်ပြီးရေငုံတို့ပဲနေကြတဲ့ပုံကိုယ်တွေခမည်းတော်ဟာတမိုင်းရဲ့တရားခံနေလက်ရှိတမိုင်းရဲ့တရားခံနေပဲမမေ့ဖို့လိုတယ်မမေ့ဖို့လိုတယ်အဲ့ဒါတော့ကျွန်တော်တို့တမိုင်းတရားခံဖြစ်မခံနိုင်ဘူးနော်အေးစိတ်တရားခံလည်းဖြစ်မခံနိုင်ဘူးနော်မယံကုတ်တရားခံလည်းဖြစ်မခံနိုင်ဘူးလှိုင်းရဲ့တရားခံလည်းဖြစ်မခံနိုင်ဘူးဖြင်းချင်းလေးပဲပုံလည်းပြောတာအဲ့တော့ကျွန်တော်တို့ကအဲ့ကြောင့်တစ်ချိန်လုံးကျွန်တော်ပြောနေတာငြိမ်းချမ်းရေးဆူနေပါလက်နဲ့ကင်ထားတာရက်ကြပါတိုက်တာခက်တာရက်ကြပါတက်မတော်တော့လက်နဲ့ကင်ထားရမယ်မှန်တယ်ဘရောမှရှောက်လို့ပြအောင်တက်မတော်လက်နဲ့ကင်ထားတက်မတော်မကင်ဘယ်ဘယ်ဘယ်သူကကျွန်တော်တိုက်ပြီးထိမှလဲ ော့တော့ okay တပ်မတော်နဲ့ညီချင်းစကားပြောကြပါနိုင်ငံတော်ကြီးကိန်းနဲ့ညီချင်းစကားပြောပါပြောပြီးလိုချင်တော့တောင်းစကားနဲ့တောင်းလိုချင်တော့ဘိုးဝင်လည်းပြောဆွေးနွေးပြီးတော့မှရလဒ်တွေယူပြီးတော့မှတိုင်းပြည်တည်ငြိမ်အောင်ဝိုင်းတိဆောက်တိုးတောင်းလို့အာဒါကိုကျွန်တော်တို့မျှော်လင့်တစ်ချိန်လုံးကျွန်တော်ဒါပဲတောင်းဆိုနေကြတယ်နော်စစ်တပ်ကြီးပဲမှန်တယ်လို့ကျွန်တော်ဘယ်တော့မှပြောခဲ့ဘူးအဲ့လိုပဲစစ်တပ်ကြီးပဲမှားတယ်လဲကျွန်တော်ပြောတွေ့တဲ့အကြောင်းရှိဘူးစစ်တပ်ကမှားကောင်းမှားရင်မှားလိမ့်မယ်ဒါပေမဲ့တိုင်းမှားတဲ့ဟာတချို့ကောင်းရှိအောင်ရှိနိုင်တယ်တက်မတော်မှာမှားတာတချို့ရှိအောင်ရှိနိုင်တယ်ဒါပေမဲ့တိုင်းပြည်ကိုပြိုကွဲလောက်တဲ့ဒီတက်မတော်ကဘယ်တော့မှမလုပ်ဘူးအသေးချတယ် သူကထိန်ဆောင်ရနေဦးဆောင်ထိန်သိမ်းရမယ်လို့ဖြစ်လို့သူကအမြင်နဲ့ရှေ့ကနေဦးဆောင်မှမပြီးလို့ရက်နေတာဒါပေမဲ့လက်ကျတဲ့အဖွဲ့အစည်းတွေကတော့ကျွန်တဲ့တပုံတွေကတော့တူတလူငါတမင်းနဲ့ထင်တိုင်းချင်းနေကြတာအဲ့ဒါကိုတော့သိဖို့လိုတယ်ဒါကတော့ကျွန်တော်ပုံမှန်နဲ့ကျွန်တော်ခံကြည့်မယ်ရှင်းရှင်းလေးပဲအဲ့တော့ကျွန်တော်ဒီပုံမှန်နဲ့ပြောရရင်တက်မတော်ဒီဒီတိုင်းမျိုးဦးဆောင်ထိန်သိမ်းနိုင်မယ့်အဖွဲ့အစည်းဖြစ်လို့ယုံကြည်တဲ့အတွက်သူနဲ့သူရှိတယ်ဒါဟာတက်မတော်သားတဦးချင်းစီတိုင်းပုံမှန်ထားတယ်ကျွန်တော်စိတ်ထားသို့တော့တက်မတော်လို့တာအကုန်လုံးမှန်ပါတယ်လို့ယုံကြည်ထားတဲ့အထက်မှာလည်းကျွန်တော်မပါဘူးဒါအရှင်းဆုံးပြောတာအဲ့တော့ ဒါဒါကြောင့်ကျန်တဲ့လက်နက်ကိုင်သဘုံလေးနည်းနည်းလေတက်ပလော်နဲ့မဆွေးနွေးဘဲအင်ကာချူအောင်တော့ဆွေးနွေးမှာတော့သူတို့နဲ့မဆွေးနွေးဘူးသူတို့ကဆွေးနွေးမှာတော့ကဲခဏတော့ဘူးနဲ့ဆွေးနွေးနေကြတာတော့ဒိတ်မမရှိတဲ့ဟာတွေနဲ့ပြောနေမပြီးဘူးဗျအဲကြောင့်ဒါကြောင့်ကိုကကျွန်တော်တို့ပြည်သူတွေကနားလဲဖို့လိုတာကိုကျွန်တော်ပုံပုံလေးမပြောတာပါအဲ့တော့ဒါတစ်ချက်ပေါ့နော်ဆိုတော့အပီးစီဆရာတောင်းဆိုချက်လိုမျိုးပဲခင်ဗျားတို့ကျွန်တော်တို့ပြည်သူလူထုကလည်းတမိုင်းရဲ့ဒီနေ့တမိုင်းရဲ့တရားခံတွေမဖြစ်ချင်ကျွန်တော်အားလုံးအတန်တူညီစွာတောင်းဆိုရမှာကလက်နက်ကင်ထားတဲ့အုပ်စုတွေအားလုံးတက်ပလော်နဲ့အတူတူဆွေးနွေးကြပါ တဲ့နောက်ကနေအုပ်စုတော်တက်မလို့ဆွေးနွေးကြပါဆိုတော့ကိုတောင်းဆိုတောင်းဆိုရမယ်အေးအေးအေးကိုရခိုင်နေရတောင်းဆိုရမယ်ပလောင်ကိုပလောင်နေရတောင်းဆိုရမယ်ကိုကန်နေကိုကိုကန်ကိုကန်လက်နက်ကိုင်တဖွဲ့ကိုတပုံဖွဲ့ကိုကိုကန်နေရတောင်းဆိုရမယ်ဝါတပုံတဖွဲ့ကိုဝါတောင်းဆိုရမယ်ဝါတိုင်းသားတွေတောင်းဆိုရမယ်အဲ့လိုပဲဒီဒီဘက်က KNU KNU လက်နက်ကိုင်တပုံဖွဲ့ကိုကရင်နေရတောင်းဆိုရမယ်တပ်ဆိုင်ရာလူတွေအကုန်တောင်းဆိုပေးရမယ်အဲ့လိုတောင်းဆိုပြီးအဲ့တပ်ဆိုင်လူတွေလူခေါင်းဆောင်တွေတောင်းဆိုပေးရမယ်တပ်ဆိုင်ရာတိုင်းသားခေါင်းဆောင်တွေတောင်းဆိုပေးရမယ်တပ်ဆိုင်ရာတိုင်းသားလူလူကတောင်းဆိုပေးရမယ် တက်ဆိုင်ရာတိုင်းသားတွေရဲ့ဘာသာရေးဆရာတွေကတောက်ဆိုပေးရမယ်အဲ့ဒါလောက်ကြဖို့တော့ကျွန်တော်တို့အားလုံးတိုက်တော့ပါလေနော်ဒါတော့ဂျာနဲ့ပတ်သက်လို့ဆရာတော်ပြောတာနဲ့ပတ်သက်ဆက်ဆိုင်ပြောတာပါနောက်တစ်ခုကတော့အဲ့လိုမလုပ်တဲ့အတွက်အခုဘာဖြစ်လဲဒီဟို6မြို့နယ်မှာမနေ့ကဖြစ်စဉ်လေးတစ်ခုအဲပြီးကတနေ့ကဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ဟို PDF တွေဖမ်းသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်နော် PDF တွေဖမ်းသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဘယ်သူဖမ်းလဲဆိုဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့သူတွေဖမ်းတာဆောက်လုပ်ရေးလုပ်ငန်းအရာဝန်ထမ်းတွေပေါ့နော်ဆိုတော့6မြို့နယ်ရဲ့လမ်းဦးစီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးနဲ့အငယ်ရန်ပြည့်ပြည့် engineer တို့နှစ်ယောက်ကိုတဲ့နော်တို့နှစ်ယောက်ကိုတရက်နေ့ရအောက်တိုဘာတရက်နေ့ရနော်အောက်တိုဘာတရက်နေ့ရတဲ့နော်စင်ကနာဆိုကြည့်ရနာမှာအိုင်းနာမှာ6မြို့နဲ့စင်ကနာဆိုကြည့်ရနာမှာကားကိုတားပြီးတော့ဖမ်းသွားတယ်အဲ့ဒီဖွဲ့ကတော့ကြည့်ရတာကြည့်ရဆစ်ဆေးလမ်းနေလမ်းကိစ္စအတွက်တွားရပုံပေါ်ပါတယ်6ရင်းနှောင်းချောင်းလမ်းပေါ့နော်စင်ကနာအစင်စင်ကရွာပေါ့ sorry စင်ကနာမဟုတ်ပြကျွန်တော်မှားသွားလို့ဟောစင်ကရွာစင်ကကြည့်ရွာ sorry ၆ရင်းနှောင်းချောင်းလမ်းပေါ်ကစင်ကဆိုကြည့်ရွာအဲ့ကြည့်ရွာမှာသူတို့ အလုပ်ကိစ္စနဲ့သွားကြတဲ့အချိန်မှာလက်ထောင်ညွှန်ကြားမှုနဲ့အငယ်တန်းပြပအင်ဂျင်နီယာမြို့သူမြို့သားစုပေါင်း၃ယောက်ကိုအဲ့မှာ PDF အဖွဲ့တွေကနေ့လည်တနားရီလောက်မှာအော်တိုဘတ်နေ့ဒီနေ့တနားရီမှာဖမ်းသွားတယ်ဖမ်းသွားပြီးတော့အခုဒီနေ့ဆို၃ရက်မြောက်ဖြစ်သွားပြီပေါ့နော်ဖမ်းပါခြင်းနေ့ကပါဆို၃ရက်မြောက်ပေါ့အခုချိန်အထိဆက်သွယ်မရတော့ဘူးဘာဖြစ်နေမှလည်းမသိဘူးဘူလို့ဆိုတော့ဟိုတော်တော်လေးတော့စိုးရိမ်နေကြရရှာတယ်လို့ပြောတယ်ပြည်သူတက်ဆိုင်လူကြီးကအဲ့တော့ဒါရီယာကမှဘာလဲဆိုတော့ဒါရီယာတို့လုံတင်လားမလုံတင်လားမသိဘဲနဲ့ PDF အုပ်စုတွေဒါကိုလုံးကြတယ်ဒါကိုတို့ကိုတို့ဒီမိုကရေစီလို့တို့ထင်ပုံရတယ် သူတို့သိသွားတာဒါသူတို့ကဒီမိုဆိုချင်အဲ့ဒါအဲ့ဒါဓမြမှုဆိုတာသူတို့ပြန်မေးဆုံးမှုဓမြမှုဆိုတာသူတို့မသိဘူးအဲ့ဒါဒီမိုကရေစီလို့သူတို့ထင်တယ်အဲ့ဒါပြန်မေးဆုံးမှုဓမြမှုပဲခမရကမတိုင်းပြည်မှာဘလို့လူပဲအုပ်ချုပ်နေအုပ်ချုပ်နေနော်နိုင်ငံဝန်ထမ်းတွေကိုအဲ့လိုဖမ်းနေစီးတယ်ခေါ်တယ်ဆောင်းတယ်ဆိုတာတွေကလက်နက်မဲ့နိုင်ငံဝန်ထမ်းတွေကိုဖမ်းနေစီးတယ်ခေါ်တယ်ဆောင်းတယ်ဆိုတာအဲ့ဒါဓမြတိုက်တာပဲပြန်မေးဆွဲတာပဲအဲ့ဒါဒီမိုကရေစီလို့တာမဟုတ်ဘူးတော်လိုင်းရေးလို့တာမဟုတ်ဘူးအဲ့ဒါမသိဘူးသူတို့ဘာလို့မသိတယ်သိနိုင်လောက်တဲ့ဉာဏ်ပညာအုံနောက်အရေးချင်းဥဆောင်လမ်းညွန်ပေးနိုင်မှုဘယ်သူမှမရှိလို့သူတို့ဥဆောင်ပေးတဲ့လူတွေကိုယ်တိုင်ကိုယ်တိုင်ကတခိုးတွေကြဖိုးတွေဖြစ်နေလို့ နော်အဲ့ဒါကြောင့်မလို့တက်တန်တက်နေတယ်ဒါပါပဲအဲ့တော့လောဆိုတော့အဲ့လိုဖန်စီကံလည်းဖြစ်စဉ်ဖြစ်သွားပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့တစ်ချိန်တည်းမှာပဲဒီဟိုအားပဲပြောချင်တယ်ဒီအပိတ်လေးဖြစ်နေကျွန်တော်ပြောချင်တယ်ဒီနည်းနည်းပဲပြောရအကြောင်းရှိလို့ပါနော်အဲ့ဒီအပိတ်လေးပါပြောချင်တယ်ဆိုတော့ဒီသူတို့ရဲ့လူလူကောင်းဆောင်ဆိုပြီးကောင်းတက်ထားတဲ့ဒေါအောင်ဆန်းသူကြီးပေါ့ဗျာအဲ့ဒီဒေါအောင်ဆန်းသူကြီးကိုလွတ်မြောက်ရေးအတွက်ဆိုပြီးတော့ဒီမှာဟိုသူ့သားနော်သူ့သားကင်မရစ်ကတရုတ်နိုင်ငံကိုလှမ်းပြီးအကူအညီတောင်းပါတယ်ဆိုပြီးတော့တရုတ်နိုင်ငံမီဒီယာ South China Morning Post ကနေပြီးတော့ရေးသားထားတာတွေ့ရတယ်ပြောရရင်တော့ ဟို Kim Harris လို့ခေါ်တဲ့ပုဂ္ဂိုလ်ကတစ်ချိန်လုံးသူ့အမေတိုင်ပင်ခံဖြစ်တော့ကတော့မြန်မာပြည်မှာနိုင်ငံရေးလုပ်နေတော့ကတစ်ချိန်လုံးတစ်နှစ်ပတ်လုံးနေလို့တော့သူ့အမေကြီးကိုစကားတစ်ခွန်းတော့ပြည့်အောင်မပြောရဲကောင်တစ်နှစ်ပတ်လုံးနေလို့မှသူ့အမေနဲ့ဟို၁၂၁၂လအဲတစ်နှစ်ပတ်လုံးနေလို့မှ၁၂ချိန်ပြည့်အောင်တော့ဟိုဖုန်းမဆက်တဲ့ကောင်ကဖုန်းမဆက်တဲ့ဘဲကအခုကြာမှထားပြီသူ့အမေကိုမမေချမ်းမှပါစီမမေပါဖြစ်ပါစီစစနာအော်ဒီကောင်တွေဒီကောင်တော့မှနိုင်ငံရေးကြိုင်လဲဘယ်သူတွေပေးနေလို့မသိဘူးဒီဘဲတော့ပါဒီဘဲတော့ဘယ်သူပေးနေလဲမသိဘူးအခုပါလို့ဆိုတော့တဲကိုလှမ်းပြီးတော့တောက်ဆောက်ကြီးလုံးမြောက်ဘူးကုညီဘေးကိုတောက်ဆိုတယ်တဲ့နော်ကုညီဘေးကိုတောက်ဆိုတယ်တဲ့ဆိုတော့ သူကပါလဲဆိုတော့ရှင်ချင်းပင်ကိုတောင်းဆိုပါတယ်တဲ့ကျွန်တော်ရှင်ချင်းပင်တောင်းဆိုပါတယ်သူ့မျိုးလွတ်ပေးဖို့နဲ့စစ်တပ်ဘောဖျားပေးဖို့ပါတဲ့အဲတရုတ်ကတော့မြန်မာနိုင်ငံရဲ့နှစ်ရှည်လာရဲ့ဆက်ဆံရေးဒီမှာကြီးမားတဲ့ရင်းနှီးမျိုးပြီးတော့နိုင်ငံသားတိုင်းပြီးတော့ order ရှိပါတယ်တရုတ်ကမြန်မာဘုံမှာ order ရှိတယ်ပေါ့ဗျာအဲဒါကြောင့်မလို့ဒေါန်ဆန်းသီကြီးကိုလွတ်ပေးဖို့ကိစ္စမျိုးတွေဒါမျိုးတွေတောင်းဆိုပါဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့တရုတ်ကလည်းဒေါန်ဆန်းသီကြီးလွတ်ပေးဖို့တောင်းဆိုမှုတွေရှိနေတယ်လို့သူကြားပါတယ်ပေါ့အဲဒါမျိုးတွေပြောချင်တာတရုတ်ကလှမ်းပြောတယ်ကျွန်တော်အမြင်ပြောရရင်တော့တရုတ်ကဒေါန်ဆန်းသီကြီးလွတ်ပေးဖို့တောင်းဆိုတာမဟုတ်ဘူးကျွန်တော်သိသလောက်တော့ တယောက်ကပြောတာချင်းချင်းလေးသူ့မိတ်ဆွေတော်တော်ရဲ့ဒေါ်ဆန်းသူကြီးကိုတော့အဲကောင်းကောင်းမဆက်လျှောက်ပြပါဆိုတဲ့စကားလုံးလောက်ပဲအမြင့်ဆုံးပြောတဲ့ဟာအဲ့ဒါပဲရှိတယ်ပြောရင်ပြားဟိုဘာခေါ်လဲဆိုတော့တိုင်းပြည်ရဲ့လက်ဝချက်အဥပဒေချိုးဖောက်ထားတဲ့သူနောက်တစ်ခါတိုင်းပြည်ရဲ့ဒီဘဏ္ဍာငွေပေါ့နော်ကျပ်23ဘီလီယံနဲ့ဒေါ်လာဘယ်လောက်လဲ9တန်း6တန်းလောက်10တန်းကျော်လောက်မသိအဲ့လောက်ပမာဏသောငွေကြီးအလွယ်သုံးစားလုပ်တယ်လို့တရားစွဲခံထားတဲ့သူပြောရင်တော့နိုင်ငံဘဏ္ဍာငွေအဂရိလုပ်တယ်ပေါ့ဗျာအဂရိလုပ်တယ်လို့ခံစားပြောခံထားတဲ့လူအဲ့လိုလူမျိုးပေါ်မှာတိတ်အောင်ဆိုးရကလည်းဘယ်လိုလုပ်ပြီးတော့ ်လှုပ်ပေးဖို့ပဲပြောမလဲပြောစင်းပြောရင်တော့သူအမြင်ဆုံးပြောရင်အမြင်ဆုံးပြောရင်တော့ကျမ်းမကျမ်းမကြီးကောင်းမောစောက်ချောက်ပေးထားပါဒါပဲပြောမှာပြီးတော့ဒေါ်စန်းသူကြည်ရဲ့အမှုတွေနဲ့ပတ်သက်လို့တို့ကလေ့လာကြည့်ပြီးပြီလေတရုတ်တွေပါပေါ့ကွာကိုတော့ లై ့လေးထားပြီးသွားပြီလေ့လာထားတဲ့အခါမှာတို့ဒါဒီနိုင်ငံရဲ့ဥပဒေနဲ့တွားနေတဲ့ကိစ္စဝင်ပါလို့မရဘူးဆိုတော့တို့ကောင်းကောင်းသိတယ်အဲ့တော့တို့တောက်ဆိုဒီကင်မရာဆိုတောက်ဆိုချက်ကတောက်ဆိုချက်တာလည်းဖြစ်ပြီးတော့ဘာမှတရုတ်ကလုပ်ပြီးမပေါ်မပေါ်ဘူးပြီးတော့ तू ကခုမှပြုလို့ပြဲထားတယ်တရုတ်ကပြောနေတာတခါကျတော့လေ ဒီကောင်တွေကဘာလို့ဆိုတော့တေယုတ်ကမြန်မာစိုးရပြောမြန်မာစိုးရအကြောက်လန့်ပြီးလုပ်ဝင်မယ်ထင်တာ no တေယုတ်ကလည်းမြန်မာစိုးရအုပ်ချုပ်ရန်နေရမှာသူဆက်ဖက်လို့မရဘူးသူဆက်ဖက်လို့မရဘူးအဲ့လိုပဲသူ့အနေနဲ့ကဘာလို့ဆိုတော့အကြံပဲပြုလို့ရရင်ရဆက်ဖက်လို့မရဘူးအဲ့တော့အကြံပြုတဲ့နေရာမှာဒေါသန်ကြီးလွတ်ပါလို့ဒေါသန်ကြီးလွတ်ပါလို့အကြံပြုမယ်လို့တော့မထင်ဘူးဒါကြောင့်ဒီကောင်တောင်းဆိုကြရသည်နိုင်ငံရေးရအမျက်ထုတ်ဖို့ကြိုးစားတာကဖြစ်ပြီးတော့နောက်တစ်ခုကဒီ South China Morning Post လို့မီဒီယာနေပြီးတော့ကောက်တင်ပြီးတော့တက်တက်ကိုတမင်ကိုဒါလူတွေကြားမှာဝါရဖြတ်မှုကြိုးစားတာဒေါသန်ကြီးနဲ့ပတ်သက်ပြီးတော့လူတွေကြားမှာအတန်ထောက်ကြိုးစားတာ တရုတ်နဲ့မြန်မာနဲ့ကြားဆက်ဆံရေးကိုလည်း cloud ဆန်ချင်တဲ့ရည်ရွယ်ချက်ပဲလို့ကျွန်တော်တို့မြင်တယ်ပွင့်လည်းပြောရရင်တော့တော်ဆန်းသူကြီးကသူပြောသလိုပြောမယ်ဆိုရင်တော့အချိန်တိုင်းခင်ဗျာအခြေချုပ်လည်းနေရမယ်လို့ပါဗျာအခုလည်းအခြေချုပ်လိုပဲနေနေရပါတယ်ဗျာပွင့်ဝင်လည်းပြောရရင်တော်ဆန်းသူကြီးကလည်းအေးဆေးကောင်းမွန်နေနေရတာပါအဲ့ဒါကိုအခုမှရှူရူရဲပြူပြဲထားလို့လို့ကျွန်တော်လည်းတစ်ခါတစ်ခါကျရည်ရည်ချင်းမိသားเนาะအဲ့တော့တော်ဆန်းသူကြီးကသူသာစိုးရင်နေပေမဲ့သူကတော့တချို့တော့စကလုံးတော့ဘယ်တော့ပြောလဲဆိုတော့အာတယောက်ကတော်ဆန်းသူကြီးရှိမရှိတော်ဆန်းသူကြီးသူ့အမေကိုသွားကြည့်ပေးကြပါဒါမှသူ့အမေတက်ရှင်းရှင်းရှိသေးမရှိသေးဘူး ဒီကောင်တကယ်တကယ်ဒီကောင်ဒီမဲ့နောက်ကဘသူမှမြောက်ပေးနေလဲတော့မသိဘူးဗျာတော်တော်လေးတော့တော်တော်လေးတော့ဆိုးတယ်အဲဒေါ်စန်းသူကြီးကျန်းသားမှာရှိသလားမေးတော်တော်ကျန်းမာမှာရှိတယ်လို့ကျွန်တော်တို့ကြံပြန်ကြားထားတယ်သိထားတယ်ပြီးတော့ ACC ပဲပြီးရင်လိုရတဲ့သူကအကျဲချုံပုံစံမျိုးတော့ AC နေနေရတာပြောရင်နေအနေအကျဲချုံလူမျိုးနဲ့ဆန်ဆန်ပဲနေနေရတာပြောရင်သူထောင်ထဲထည့်ထားတာဒါပြောတော့ပါဗျာစားရတော့ဆိုကောင်းကောင်းကြွေးထားတယ်ကျန်းမာရေးဆောက်ချက်မှုကိုတာမန်ပြည်သူက တက်လာကြမှာတစ်ခေါက်တော့မရရင်မယ်။ तू ကတပတ်တပတ်တစ်ချိန်ပုံမှန်စစ်ခံတစ်ခါလေးလိုရနှစ်ရက်သုံးရက်ချတစ်ခါလောက်စစ်ခံပြီးလုပ်မိနေတာ။အဲ့တော့ခမရဆန်းစားကြည့်ဗျာ။သူ့ကိုသူလည်းကျမကြီးစောက်ချောက်တယ်ဗျာ။ကျမကြီးစောက်ချောက်မှုလည်းကောင်းကောင်းပေးထားတယ်ဗျာ။စားတော့လည်းကောင်းကောင်းကျွေးထားတယ်ဗျာ။နေကြထိုင်ကြလည်းကောင်းကောင်းပေးထားတယ်ဗျာ။ခမရရှင်းရှင်းပြောတမမြတ်တာလည်းရာသူတို့ပြောင်းလဲအဲကောင်းထည့်ပေးတယ်စနစ်တကျဟိုရေဘူးရေးစနစ်တရားဆိုစနစ်တကျလုပ်ပေးတယ်ဗျာ။ကဲဘာကြံသေးလဲ။အဲ့ဒါမှ तू ကအဲ့ဒါအောင်မှာ ဟိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောရင်အဲ့ Kim Harris အုပ်စုကိုပြောမှာမင်းကမင်းအမေကိုချီးမွေးမိမလို့လက်မမိတော့ထားနိုင်တဲ့ကောင်မို့လို့မင်းကဒီစကားကြီးပြောနေတာတော့ပြန်မေးရမလို့ဖြစ်နေပြီ။နော်အခုလက်ရှိတက်မတော်ထားသလိုမျိုးမင်းချီးမွေးမိမလို့လက်မမိမင်းထားနိုင်တယ်မင်းအစောသားမင်းမှရှိလို့လားလို့တော့မေးရလို့ဖြစ်နေပြီ။တားတယောက်နေတဲ့တံမိုးဟိုမိဘကိုရှိတော့တံမိုးထားလို့လားလို့တော့မေးရမှာဖြစ်နေတယ်။အဲ့တော့အခုမှထားပြီးမေမေမေလောက်တာဒီဟိုကြည့်ရတာတော့ဟို ဘယ်သူတွေက funding ပေးလို့များမဖြစ်မနေအတန်ထွက်ပေးနေလဲတော့မသိဘူးလို့ပဲကျွန်တော်ပြောရင်းနဲ့ဒီတော့တလောက်ပါပဲအားလုံးပဲကိုရင်းစားသိရှိပါတိုင်းပြည်ပေါ်စေတနာမဲ့ထားပါတက်စားရှိပါကိုယ့်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ပြတ်နေကြတာကိုလက်ခုလောဝါ TV ပျော်နေတဲ့လူမိုက်လူရဲကလူတက်အချမ်းပဲအားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတော့ပါလို့ပြောရင်းနဲ့ကိုနိုင်ပါ